မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရရှင်မိဘပြည်သူများအတွက်ကျွန်မဒီနေ့မှာဆိုရင်သတင်းလေးသုံးပုဒ်ကိုရွေးချယ်ထားပါရရှင်အဲ့ဒီကပထမအဦးဆုံးသတင်းလေးကတော့အခုဆိုရင် Aussie မှာရောက်ရှိပြီးတော့နိုင်ငံရေးခုံလုံးခွင့်နဲ့ရောက်ရှိပုံခုနေတဲ့ NLD တာမွေစီရင်ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးအောင်မျိုးလင်းဟာဆိုရင်အမှုတစ်ခုကျူးလွန်ခဲ့ပါရရှင် ဲ့ဒီအမှုလေးကိုကျွန်မတေချာလေးရှင်းပြပြီးတော့ဒီ NLD ပေါ့နော်တာမွေစီပီဥက္ကဋ္ဌဟောင်းဦးအောင်မျိုးလေးရဲ့တမိုင်းချောင်းလေးကိုလည်းကျွန်မဆွဲထုတ်ပြပါမယ်ရှင့်အယုံဆုံးအမှုလေးနားထောင်ကြည့်ရအောင်နော် NLD စီပင်ဥက္ကဋ္ဌဟောင်းဦးအောင်မျိုးလင်းရဆိုရင်ဩစတြေးလျနိုင်ငံမဲပုံမြို့ဝါယာပြည်မှာရှိတဲ့ကချင်အမျိုးသမီးပိုင်ဆိုင်တဲ့ကုန်းဆောင်ဆိုင်တစ်ဆိုင်မှာဆိုင်ရှင်အမျိုးသမီးကိုငွေဥကျပွေးနဲ့ရိုက်နှက်ပြီးတော့လူရက်သွားတဲ့အတွက်နစ်နာသူအမျိုးသမီးကဦးအောင်မျိုးလင်းကိုပုံမှန်၃ခုနဲ့ရဲတပ်ဖွဲ့စီမှာအမှုဖွင့်တိုင်ကြားထားတယ်ဆိုပြီးသိရပါရှင့် ဖြစ်စဉ်ကတော့ဇွန်လ17ရက်နေ့မှာဆိုရင်ဦးအောင်မျိုးလင်းကဒီနှစ်နာသူအမျိုးသမီးရဲ့ဆိုင်ကိုရောက်ရှိလာတယ်။ရောက်ရှိလာတဲ့အချိန်မှာဆိုရင်သူကမတ်စတက်ထားတယ်ညံ့မှန်တက်ထားတယ်ပေါ့နော်။ဒါပေမဲ့ဒီဦးအောင်မျိုးလင်းကဒီမျိုးသမီးရဲ့ဆိုင်ကိုအများနဲ့လာပြီးတော့ဈေးဝယ်နေကြဖြစ်တဲ့အတွက်အမျိုးသမီးကသူ့ကိုမှတ်မိနေတယ်။သူ့ရဲ့လေးသံကိုလည်းမှတ်မိနေတယ်ပေါ့နော်။သူ့မှန်းသိရဲပေါ့ရှင်ဘလို့ပဲမတ်စတီအောက်ထားညံ့မှန်နေတက်ထားရဲဆိုပေမဲ့အဲ့ဒါပြီးတော့သူကပစ္စည်းဝယ်တယ်။ပစ္စည်းဝယ်ပြီးရဲ့အခါမှာဆိုငွေရှင်းမှုလုပ်တဲ့အခါမှာဒီမျိုးသမီးရဲ့နောက်ကျောင်းငွေရုပ်တပိတ်နဲ့ထုပြီးတော့မျိုးသမီးရဲ့ပတ်စံကောင်းတာတွေကငွေကိုရှာဖွေရဲပေါ့နော်။အဲ့လိုငွေနောက်ရှာဖွေနေတဲ့အချိန်မှာအမျိုးသမီးက ထလာပြီးတော့သူ့ကိုဆွဲပြီးတော့ off hit တယ်ပေါ့ off hit ကိုညတောင်းတယ်ပဝင်းကျော်ကော off hit ကိုညတောင်းတာ washing အဲ့လိုမျိုးနားလက်ကိုအဲ့လိုမျိုးဒီဒဏ်ရောက်လက်နဲ့အုပ်ပြီးတော့ထလာပြီးတော့ဆွဲပြီးတော့ကဲကြပါအောင်ကဲကြပါအောင်အော်လုံးအော်ပါအောင်အင်္ဂလိပ်လိုအော်နဲ့တူပါတယ်အဲ့လိုအော်တဲ့ခါကျတော့သူကတကြောင်လန့်လန့်နဲ့ဒီမျိုးသမီးနောက်ထပ်တစ်ချက်ထပ်ရိုက်ပြီးတော့ထွက်ပြီးတိတ်ဆောင်သွားရတယ်ရှင့်ဒါနဲ့အမျိုးသမီးအရွှင်ရဲတပ်ဖွဲ့ဝင်တွေခေါ်ပြီးတော့ဒီဦးအောင်မျိုးလင်းကိုအမှုဖွင့်ပြီးတော့တရားစွပ်ဆိုခဲ့တာဖြစ်ပါရဲ့ရှင့်အဲ့လိုစစ်စစ်နေတဲ့အချိန်မှာဦးအောင်မျိုးလင်းကလည်း Facebook ကနေပြီးတော့ live ဖွင့်ပြီးတော့သူဒီကိစ္စကိုလုပ်ခဲ့ကြောင်းကိုဝန်ခံခဲ့ပါတယ်ရှင့်သူဝန်ခံဝန်ခံတဲ့ပုံစံကတော့ဘယ်လိုမျိုးလဲဆိုတော့ သူအားတဲ့အဲ့နေရမွေးငါမုတ်ဖက်ပေါ့နော်မုတ်ဖက်ဝယ်ဖို့မုတ်ဖက်ဆိုမုတ်ဖက်6ပေါ့ရှင်မုတ်ဖက်6ဝယ်ဖို့တော်တယ်သူကဆိုင်ထဲဝင်သွားတဲ့ခါမှာတဲ့သူကလက်ရှိဝေးပေါက်စေးကိုမင်းမြန်ပါတယ်တဲ့မင်းမြန်တဲ့ခါမှာဆိုင်ရှင်မျိုးသမီးကသူ့ကိုဆဲဆိုတဲ့အတွက်သူမရှိရွယ်ပဲနဲ့လုံမိသွားပါတယ်ဆိုပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်ကိုဝန်ခံလိုက်ပါတယ်ရှင်ဘလို့အကြောင်းပြချက်ပေးပေးသူဒီမျိုးသမီးကိုရိုက်ခဲ့တယ်ဆိုတော့အမှန်တရားပဲဆိုတော့သူဝန်ခံလိုက်တာပေါ့နော်ဒါပေမဲ့နိနာတို့မျိုးသမီးကပြန်ပြောတာကြတော့မဟုတ်ဘူးတဲ့သူဘာမှမဆဲဘူးပေါ့နော်ဒီတိုင်းဝင်လာပြီးသူ့ကိုရိုက်သွားပြီးတော့ သူ့ဆိုင်မှာရှိတဲ့ငွေကြေးတွေကိုလုဖို့အတွက်ကိုစူးစမ်းရအောင်ဆိုပြီးတော့လည်းပြန်လဲတုံ့ပြန်ထားပါတယ်ရှင်ဒီကိစ္စကဒီနေ့မှာဆိုရင်သတင်းမီဒီယာတွေမှာလည်းပေါ်လွှားရှိုက်ပြီးတော့တက်နေပါပြီရှင်လက်ရှိမှာဆိုရင်ဥအောင်မျိုးလင်းကိုဓမြတိုင်းမှုတွေငွေကြေးလိမ်လည်မှုတွေခိုးမှုတွေနဲ့ရဲစခန်းမှာမှုဖွင့်လာတဲ့အတွက်ရဲဘက်ကနေပြီးတော့လက်ပွေရတဲ့ DNA စစ်ဆေးနေပြီဖြစ်ပါတယ်ဒီမှုသာပြစ်မှုထင်ရှားခဲ့မယ်ဆိုတော့ဥအောင်မျိုးလင်းကတော်တော်ကိုဒုက္ခကြီးနိုင်တဲ့အခြေအနေတော့ရှိပါရဲ့ရှင်သူချင်းဆိုင်မဲ့အရာကနည်းမှတော့မဟုတ်ပါဘူးရှင် ကျမအမေနဲ့ထပ်မံသိရှိရတာကဥအောင်မျိုးလင်းကနိုင်ငံရဲ့ခြားဘောနော်အော်စီယိုနိုင်ငံရဲ့ခုလုံကိုနဲ့သွားတဲ့ခါမှာသူ့ရဲ့အမျိုးသမီးပါပါသွားတယ်လို့သိရပါတယ်။မြေဘက်ပြည်သူတို့မြင်တဲ့အတိုင်းပါပဲ။ထုံးစံတိုင်းပေါ်ရှင်လက်သုံးချောင်းတို့ရဲ့အနာဂတ်ပေါ်ရှင်သူတို့ဟာဆိုရင်အော်စီရောက်သွားတဲ့ခါမှာဆိုရင်နိုင်ငံရဲ့ခုလုံကိုနဲ့ရောက်ရှိလာပြီးရဲ့နောက်ပိုင်းမှာတဲ့အော်စီမှာရှိတဲ့မြန်မာနိုင်ငံသားတွေစီကလည်းပတ်စံရှိရဲပြီးရင်ပြန်မပေးဘူးပေါ့နော်။အဲ့လိုငွေကြေးကလင်ကကြစ်ချမှုတွေလည်းအရှိမအများကြီးလုပ်ခဲ့ရဲဆိုပြီးတော့အဲ့ဒီမှာနေထိုင်တဲ့မြန်မာတွေရှင်းဖွင့်ထားတယ်ရှိပါရဲ့။ဒါကတော့လက်ရှိဥအောင်မျိုးလင်းတို့ နေမယားနှစ်ယောက်ရဲ့တမိုင်းချောင်းဖြစ်ပါတယ်ဒီတော့ဒီဖြစ်စဉ်မှာမိဘပြည်သူများနေနေပေါ့နော်ဥအောင်မျိုးလင်းပြောတာကြတော့သူ့ဆဲလို့ဒီမျိုးသမီးသူရိုက်လိုက်တယ်ပေါ့နော်အမျိုးသမီးဘက်ကကြတော့ဥအောင်မျိုးလင်းကသူ့ရဲ့ပတ်စံကိုခိုးယူဖို့အတွက်စူးစမ်းလို့စူးစမ်းတယ်ပေါ့နော်အဲ့တော့ဖြစ်စဉ်တစ်ခုကကွဲလွဲမှုရှိနေတယ်မိဘပြည်သူများစိတ်ထဲမှာဥအောင်မျိုးလင်းကဒီလိုလုပ်ရမျိုးကိုလုပ်မယ်လို့ထင်ပါသလားမလုပ်ဘူးလို့ထင်ပါသလားရှင့်ဒီเจ้าညာလေးကိုမစမ်းစမ်းခင်မှာတော့ဥအောင်မျိုးလင်းရဲ့တမိုင်းချောင်းလေးကိုအရင်ဆုံးကျွန်မပြောပြပါမယ် ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက်ဖြစ်ပါရဲ့ရှင်။သူ့ရဲ့ဂုဏ်သိက္ခာသူ့ဒူလိုကိစ္စမျိုးလုပ်နိုင်ရည်ရှိလားမရှိလားဆိုတာကိုသူဟာစဉ် NLD ပေါ့နော်။တာမွေစီပင်ဥက္ကဋ္ဌလုပ်ခဲ့စဉ်တော့ကဘာတွေလုပ်ခဲ့လဲဆိုတာလေးကိုထည့်သွင်းပြီးတော့စဉ်းစားကြည့်ရအောင်ရှင်။ဦးအောင်မျိုးလင်းရဆင် NLD ပါတီဝင်တယောက်ဖြစ်ပြီးတော့2019စီပင်ရွေးကောက်ပွဲမှာတာမွေစီပင်ဥက္ကဋ္ဌရှာသူကိုရရှိသွားခဲ့တဲ့သူဖြစ်ပါရဲ့ရှင်။ သူကဒီစီပင်ရွေးကောက်ပွဲနဲ့ရရှိရဒီယာတို့ရသွားတာဖြစ်တဲ့အတွက်စီပင်အဲ့ဒီစီပင်ရွေးကောက်ပွဲရဲ့အကြောင်းအရာလေးကိုကျွန်မနည်းနည်းလေးပြောပြပါမယ်ရှင်ပြောပြမှဖြစ်မှာမလို့ပါဘောနော်ဒီရွေးကောက်ပွဲဘာညာပြောခဲ့လဲဆိုရင်မဲ့ NLD ရဆိုရင်ရွေးကောက်ပွဲတွေကျင်းပအတိုင်းမှာမဲမတမာမှုတွေနဲ့မတမာမှုတွေပြုလုပ်တတ်တယ်ဆိုတော့တမိုင်းချောင်းတော့တကယ်ရှိရဲ့ရှင်အဲ့ဒီစီပင်ရွေးကောက်ပွဲလည်းအလိုပဲ2019စီပင်ရွေးကောက်ပွဲရဆိုရင်ဝေဖန်မှုပေါင်းမြောက်များစွာကြုံရတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ဘာဝေဖန်မှုတွေလဲဆိုတော့ဒီစီပင်ရွေးကောက်ပွဲကို NLD အစိုးရကကျင်းပခဲ့ပြီးတော့ကုန်ကျစရိတ်အဖြစ်နဲ့ငွေကျပ်1ဘီလီယံတိတိနိုင်ငံတော်ဘတ်ဂျက်1ဘီ လျံတိတိအသုံးပြုပြီးတော့ကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တော့တမရကဦးဝင်းမြင့်ဖြစ်ပါရှင့်။အဲ့ဒီပြီးတော့ဒီရွေးကောက်ပွဲထူးခြားချက်ကဘာလဲဆိုတော့စီဗင်သားဒီစီဗင်သားရွေးကောက်ပွဲဝင်မဲ့သူတွေကဝင်မဲ့ပုံပေါ်တွေရပါတော့။သူကပါတီဝင်တွေလည်းရှိရဲ၊တတိပုတ်လက်90ရည်လည်းရှိရဲ။ဒါပြောင်လို့စောက်လို့ရေးလို့စီဗင်သားလုပ်ငန်းနဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေပေါ့နော်။ကုမ္ပဏီတွေပုံပေါ်တွေရနေပြီးတော့ပညာရှင်တွေရတယ်စီဗင်ဥက္ကဋ္ဌအဖြစ်နဲ့ဝင်ပြီးတော့ရွေးခန့်တယ်ပေါ့နော်အဲ့တော့မျက်မျက်တက်တက်ရွေးခန့်ကြတာပေါ့အားလုံးက NLD ပါတီကပုံကူပဲမဟုတ်ဘူးရေကျွန်မပြောချင်တယ်ပညာရှင်လည်းပါတယ် အဲ့ဒါပေါ်မှာ NLD ပါတီကဘယ်လိုမျိုးဥပဒေကိုပြုပြင်ခဲ့လဲဆိုတော့အဲ့ဒီရွေးကောက်ပွဲဝင်တဲ့သူတွေဟာဆိုရင်သူတို့ပါတီရဲ့အနံ့တွေတစိုက်တွေခေါင်းဆောင်ပုံတွေကိုအသုံးပြုခွင့်ရှိရတယ်ရှင့်အဲ့လိုပြောင်းပြီးတော့ပေါ့နော်ဥပဒေကိုပါသူကပြောင်းပြီးလုပ်ပေးလိုက်တဲ့အတွက် NLD ပါတီဝင်တွေကဒီရွေးကောက်ပွဲမှာအသာစီးရသွားတော့မယ်ဆိုတာသိကြနေပြီလေ။ဘာကြောင့်လဲဆိုတော့အဲ့ခက်ကတောင်ဆန်းစုကြီးပြောခဲ့တဲ့စကားရှိရလေ။လူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါဆိုပြီးမဲပေးခိုင်းခဲ့တာလေ။ဒီတော့ NLD ပါတီအောက်ကနေဝင်ပြိုင်လို့ရှိရင်စကားတော့ခုရှိခဲ့တယ်ရှင်။အဲ့စကားနည်းနည်းတော့ရှားရင်ဒါပေမဲ့ဒီစကားကကျွန်မပြောတော့မဟုတ်ဘူး။သူတို့ NLD ပါတီဝင်တွေပဲပြောခဲ့တာ။ခွေးကိုအမိဖြတ်ပြီးတော့ရွေးကောက်ပွဲဝင်ကားရင်တော့မားတဲ့ NLD ဆိုပြီးဝင်လို့ရှင်နိုင်တယ်တဲ့ဆိုပြီးပြောခဲ့တဲ့စကားရှိရဲ့ရှင့် ဲ့ဒီသဘောတရားဖြစ်နေတာပေါ့နော်ဒီတော့မတရားမှုတွေဝေဖန်မှုတွေနဲ့ဒီစီပင်ရုပ်ကဝဲဆိုတော့လောက်လောက်လိုက်တယ်ပြီးတော့ဒီဥအောင်မျိုးလေးဝင်ပြိုင်တဲ့တာမွေမဲဆန္ဒနယ်မှာဆိုရင်ဥဝင်းမြစ်ကိုယ်တိုင်လာပြီးတော့မဲပေးခဲ့တယ်ရှင့်ဒီလိုဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီမဲပေးမဲမပေးခင်ရက်မှာဆိုရင်လဲသူကမဲစရင်တွေကိုထုတ်ပြန်တယ်ပေါ့နော်မဲပေးမဲ့သူတွေစရင်ထုတ်ပြန်တဲ့အခါမှာဆိုလဲမဲစင်းနဲ့မှာမပါတဲ့သူနဲ့ကြံခဲ့တဲ့သူနဲ့ ဖယ်ထားခံရတဲ့သူနဲ့အဲ့လိုဇလန်းနေလည်းအများကြီးရှိခဲ့တယ်ဒီတော့အဲ့ဒီ2019စီမံရေးကောက်ပွဲမှာပတ်စံအများကြီးကုန်ကြခံပြီးတော့လောက်တယ်ဆိုပေမဲ့လူတွေရဲ့စိတ်ဝင်စားမှုနည်းပါတယ်ဒီဥဝင်းညလာပြီးတော့ဆန္ဒမဲပေးသွားတဲ့တာဝန်မဲဆန္ဒနဲ့မှာဆိုရင်တော့မှလူအယောက်20 30လောက်ပဲပေးတယ်ဆိုပြီးသိရတယ်ရှင့်ဒီစီဗီယူကောက်ပွဲမှာဆိုရင်လာပြီးတော့မဲပေးတဲ့သူအရှိတော့က10ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုပြီးတော့လည်းမှတ်တမ်းတွေထွက်ထားပါတယ်ရှင့် အဲ့ဒီကလေးကနေပြီးတော့ပြည်သူတွေရဲ့ယုံကြည်ချက်က NLD ပေါ်မှာပြည့်ဝင်နေကြတာဖြစ်ပါတယ်။ဒါအပြင်ဟိုတိတာထင်ရှားပါရှင့် NLD ပဲနိုင်မှာပဲဆိုတာသိနေတဲ့အတွက်လူတွေကပြန်ပန်းခံပြီးမဲလာမပေးဘူးပေါ့နော်။အဲ့လိုချိန်နေဖြစ်ခဲ့ပါရှင့်။လူတွေတန်တဲ့ဝင်တဲ့အတိုင်းနဲ့အဲ့ဒီရွေးကောက်ပွဲမှာဆိုရင် NLD ပါတီကိုစားပြုအနေနဲ့မြို့နယ်33ခုရှင်ပြိုင်ခဲ့ပြီးတဲ့အခါမှာ32ခုမှာအနိုင်ရရှိခဲ့ပါတယ်ရှင့် NLD ကလေနိုင်ရရှိခဲ့တယ်။ဒီတော့အဲ့လိုမျိုးမတမာမှုတွေမတရားမှုတွေနဲ့ပြင်းထန်နေတဲ့ရွေးကောက်ပွဲကနေပြီးတော့ဒီဥအောင်မျိုးလင်းရတာမွေစီရင်ဥက္ကဋ္ဌဖြစ်လာခဲ့တာဖြစ်ပါရှင့်။ โอเคသူစီမံဥက္ကဋ္ဌဖြစ်သွားပြီးရဲ့နောက်မှာဆိုရင်ဘာတွေလှုပ်ဆောင်ခဲ့လဲဆိုတာလေးကိုကျွန်မဆက်လက်ပြီးပြောပြပါမယ်။သူ့ရဲ့လှုပ်ဆောင်ချက်တွေကတော်တော်များရတယ်ရှင်။များပြီးရဲ့အပြင်သူ့ရဲ့လှုပ်ဆောင်ချက်တွေကအပုံနဲ့နေထွက်နေခဲ့ပါတယ်ရှင်။သူ့ရဲ့လှုပ်ဆောင်ချက်လေးပြောပြရမယ်ဆိုရင်တော့ဥအောင်မျိုးလင်းရာဆိုရင်တာဝန်စီရင်ဥက္ကဋ္ဌဖြစ်တဲ့တာဝန်ရှုခဲ့စင်တော့ကဆွဆွဲခံရတဲ့အကြောင်းတွေရှိပါတယ်။အဲ့ဒါတွေကတော့နိုင်ငံတော်ဘတ်ဂျက်တွေကိုအလွယ်သုံးစားလုပ်တယ်ဆိုရင်ဆွဆွဲချက်တွေအများကြီးရှိခဲ့ပါတယ်ရှင်။အဲ့ဒီကနေပြီးတော့ကျွန်မထုတ်လုပ်ပြီးတော့တင်ပြပေးပါမယ်။2020မှာဆိုရင်တာမွေမြို့နယ်အတွင်းလမ်းခင်းပြင်ဆင်ဖို့ချမှတ်ထားတဲ့ဘတ်ဂျက်သန်း200မှာ ခုနှစ်ဆိုင်ကနိုးဘွယ်အသုံးပြုပြီးတော့လုပ်ငန်းရှိသွေးညံ့ဖြင်းမှုပမာဏရှော့ချခံရမှုတွေကိုဒေသခံများဝေဖန်ခဲ့ပါရှင်။နောက်ထပ်အထူးကကြတော့ဈေးဆိုင်အမိုးတွေပြုပြင်မှုတွေရောင်းမွေသန်း9,500ခွဲဝေချထားတဲ့အခါမှာဆိုရင်လက်တွေအသုံးစိတ်က30ရဲ့ခန့်လုံးမှရှိပြီးတော့ကြမ်းတဲ့ငွေတွေပျောက်ဆုံးနေပါတယ်ဆိုပြီးတော့ဥအောင်ပြောလေးကဆွဆွဲခံခဲ့ရပါရှင်။ နောက်ထပ်တစ်ခုကတော့ကိုဗစ်ဒုတိယလိုင်းကာလအတွင်းမှာဆိုရင်အခြေခံလူဒန်းစားတွေအတွက်နိုင်ငံတော်အစိုးရကစားနပ်ထောက်ပံ့မှုအတွက်ထောက်ပံ့တဲ့စံအိတ်တွေမှာရောနှောလာခဲ့တဲ့အယူသိနှိပ်စံတွေပမာဏရှော့ချခံရမှုတွေကိုဒေသခံတွေကတက်တဲ့တပ်ပုံတွေနဲ့တကွလူမှုကွန်ရက်ပေါ်မှာဥအောင်မျိုးလင်းရဲ့လောက်ရက်တွေကိုဖော်ထုတ်လာခဲ့ကြပါတယ်ရှင့်နောက်ထပ်တစ်ချက်ကတော့တာမွေမြို့နယ်အတွင်းမှာစိုင်းသိပ်ဖွင့်လှစ်ဖို့အတွက်စောင့်လော်ရေးခွင့်ပြုမိတ်တွေရယူတဲ့အခါမှာဆိုရင်အမြန်ဆောင်ကြီးတွေပေးရတယ်ဆိုပြီးတော့လုပ်ငန်း၁၂ခုကပုံကိုရလူမှုကွန်ရက်မှာလည်းဖော်ထုတ်ထားတာရှိပါရဲ့ရှင့် နောက်ထပ်တစ်ခုကတော့စီပြေဥက္ကဋ္ဌရုံးကနေပြီးတော့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက်သတ်မှတ်ထားတဲ့ကြေညာထက်နှဆ3စာပုံပြီးကောက်ခံတယ်ဆိုပြီးတော့မြို့နယ်ကောင်စီဝင်တဦးကလျှို့ဝှက်အစီရင်ခံစာနဲ့ NLD ဗဟိုကိုတင်သွင်းပြီးတော့တိုင်ကြားခဲ့ပါရှင့်နောက်ဆုံးတစ်ခုကတော့တာမွေဈေးတစ်ကြီးဆောက်လုပ်မယ်ဆိုတဲ့အခါမှာတင်တာခေါ်ယူခဲ့ပါတယ်အဲ့လိုတင်တာခေါ်ရတဲ့အခါမှာဆိုရင်အောင်သွားခဲ့တဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ပွင့်လင်းမြင်သာချက်မရှိဘူး။ပြီးတော့ဒီကုမ္ပဏီပေါ်မှာအကတိလိုက်စားပြီးတော့တင်တာအောင်ပေးလိုက်တယ်ဆိုတော့ဆွဆွချက်တွေလည်းဥအောင်မျိုးလင်းတို့အုပ်စုတွေရရှိခဲ့ပါရဲ့ရှင့်။ ဒါပြင်တာမွေဈေးတက်ကြီးဖွင့်မယ်စောက်မယ်ဆိုတဲ့ကိစ္စရမှာဆိုရင်ဒီဈေးတက်ကြီးကိုစောက်တဲ့အခါမှာဈေးသူဈေးသားတွေလိုချင်တဲ့ပုံစံတိုင်းမလုပ်ပေးဘဲနဲ့ဈေးသူဈေးသားတွေကဆန္ဒတော်ထားပြတယ်အဲ့ဒီဘာလဲဆန္ဒထားပြတယ်မောဆန္ဒထားပြတော့မှ NLD ကဟိုအမတ်တွေကပြောလိုက်ပါသေးရဲ့ရှင်ဒီမြေဆိုတာနိုင်ငံတော်ပိုင်မြေသူတို့ပိုင်နေမြေမဟုတ်ဘူးဆိုပြီးတော့သူတို့ကခတ်မှမှပြောလိုက်သေးရဲ့ပေါ့နော်ဒါတော့ပြည်သူတွေနဲ့လည်းအဆင်မပြေဖြစ်ခဲ့တဲ့ကာလတွေပေါ့ရှင်အဲ့လိုဖြစ်လာတဲ့အချိန်တွေဒီမှာပဲဒီအဆင်မပြေမှုတွေအများကြီးကြုံပြီးတော့သူ့ကိုလည်း ပါတီကနေပြီးတော့အဲ့ချိန်တော့ပေါ့နော်စစ်ဆေးမှုတွေစုံစမ်းမှုတွေပြုလုပ်မယ်ဆိုပြီးတော့စီစဉ်နေတဲ့အချိန်မှာပဲ2021အာနာထိန်းတဲ့ကိစ္စဖြစ်သွားခဲ့ရဲ့ရှင့်အဲ့လိုဖြစ်သွားပြီးတဲ့နောက်မှာဆိုရင်ဒီဦးအောင်မျိုးလင်းဆိုတဲ့သူကလူမှုကွန်ရက်ကနေပြီးတော့ post တစ်ခုတင်ထားခဲ့တယ်ရှင့်အဲ့ post ကိုကျွန်မဖတ်ပြပါမယ် ျွန်တော်ဦးအောင်မျိုးလင်းရတယ်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ပြည်သူ့ဆိုတာလက်ထက်မှာတာဝန်စီရင်ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးတော့တစ်နှစ်နဲ့6လကျော်တည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့ဒါအပြင်ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေလည်းကိုစွမ်းညံစွမ်းရှိသမျှဥပဒေနဲ့အညီနိုင်ငံရေးရေချိန်လိုက်ပြီးတော့စူးစမ်းဆောင်ရွက်ခဲ့ပါတယ်တဲ့သူရေးထားတာနော်သူရေးထားတာကျွန်မဖတ်ပြတာရှင်အပြင်သူ့ရဲ့လှုပ်ဆောင်ချက်ကတော့အဲ့လိုမဟုတ်ခဲ့ဘူးရှင်အဲ့လိုမဟုတ်ခဲ့ဘူးပေါ့နော် တရက်၂လ၂၀21ရက်နေမှာဆိုရင်လည်းနိုင်ငံတော်သမ္မတထံအနေပြီးတော့နိုင်ငံတော်ရဲ့အာဏာကိုဥပဒေနဲ့မညီတိတ်မတရားတဲ့အနေနဲ့သိမ်းယူပြီးတော့ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပါဆရောက်ချုပ်ရဲ့ရန်ရဲကိုစတင်ဖော်ဆောင်နေတဲ့အတွက်ရင်းစနစ်ရဲ့အောက်မှာပြည်သူ့ကောင်းချိုးကိုဖော်ဆောင်ပေးနိုင်မယ်ဆိုပြီးသူမယုံကြည်တော့ပါဘူးတဲ့ဒါကြောင့်ပြည်သူလက်မခံတဲ့ဆရောက်ချုပ်ရဲ့လက်အောက်မှာပူပေါင်းဆောင်ရွက်ရန်မရှိတော့ပါကြောင်းယူသေးလေးစားစာဖြင့်ကျိုးတင်အစီအခံတင်ပြအပ်ပါသည်ဆိုပြီးရေးထားပါရှင့်အောက်မှာမှတ်ချက်အနေနဲ့ကတော့ပြည်သူပေးအပ်တော်တာဝန်ကနေမနှုတ်ထွက်သေးပါဆိုပြီးရေးထားပါရှင့် သူတို့ပြောလိုက်ရင်တော့သူတို့ပြီးသွားတာမပေးရဆိုတာယူနေရေကောက်ပွဲလုတ်တာတော့မတမာမှုတွေနဲ့မယိုးသားမှုတွေနဲ့မတရားမှုတွေနဲ့ကျင်းပတဲ့သူတွေကပြီးသွားတာမပေးရဆိုတာကြီးပဲပေါ့နော်အဲ့လိုမျိုးဂျင်းရတော့တော်ထည့်ရဲ့ရှင်ပြီးသူတွေကိုလေအဲ့လိုကနေပြီးတော့ပဲဒီစကားပြောပြီးရခါမှဆိုရင်လှုပ်ရှားမှုတွေလုတ်တဲ့အတွက်နိုင်ငံရဲ့ခြောက်အထွက်ပြေးသွားတယ်။အော်စီမှာနိုင်ငံရဲ့ခိုလုံခွင့်နဲ့သွားပြီးတော့ခိုလုံနဲ့အခုဒီလိုပြဿနာတက်တယ်ရှင်။သူ့ရဲ့ဇလန်အတာပဲ။တော်မိဘပြည်သူများစဉ်းစားကြည့်ကြပါ NLD တွေဟာအခုလိုအကြမ်းဖက်လို့ရတယ်နဲ့တတ်ဆိုင်လားမတတ်ဆိုင်လားရှင်။ NLD တွေအားလုံးဟာအာနာထိန်းသွင်းခြင်းကိုလက်ခံလားလက်မခံလားရှင်။ ။ NLD ရဲ့အားလုံးနှိပါဟာမဲမတမမှုပြုခြင်းကိုလုံနိုင်ကြရှိလားမရှိဘူးလားရှင်။အထွေထွေရွက်ောက်ပွဲမပြောနဲ့စီပင်ရွက်ောက်ပွဲတော့မှလုတ်သွားတဲ့အကွက်ကိုကြည့်ပါအောင်ရှင်။အဟုတ်တော့တော့အားလုံးကိုချိတ်ဆက်ကြည့်လို့ရှင်အသိသာထင်ရှားပါတယ်ကျွန်မပြောပြရလေ။ဒီတော့ဥအောင်မျိုးလင်းအောင်ဆိုရင်ဒီမိုကရေစီလိုချင်လို့ဆက်ရနာရှင်တော်လန့်ခြင်းလို့အော်စီကိုထွက်ပြေးသွားတာမဟုတ်ဘူးရှင်။ သူကနိုင်ငံတော်အာဏာမထိန်လို့ရှင်လေ NLD အစိုးရနောက်ထပ်တဆက်ဖြစ်တယ်ဆိုရင်လေသူကအရေးယူခံရတော့မယ့်အခြေအနေကြုံနေရတဲ့သူသူယူထားတဲ့အကတိမှုတွေကဒီတနေ့လိုက်တိုင်းဝင်ကြီးဖြစ်တဲ့ဒေါက်တာဒေါ်လက်လက်မော်လမ်းတော့သွားတယ်လမ်းကိုသူသွားရတော့မှာနော် go to jail ဖြစ်တော့မှာဖြစ်တဲ့အတွက်သူဟာဆိုရင်ခန်းသီးကြွေကြီးနင်းကြိုက် နိုင်ငံတော်မှာပြောင်းလဲသွားတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒီမိုကရေစီပဲရပ်တည်ပါတယ်ဆိုရဲအထာနဲ့နိုင်ငံရဲ့ချောက်ကိုနိုင်ငံရဲ့ခုံလုံးကိုနဲ့ထွက်ပြေးသွားတာရှင့်ဒါပေမဲ့သူလုတ်ခဲ့တဲ့ကတည်းကသူ့နောက်ကိုလိုက်တယ်နော်ပုံမှန်အစမင်ပြည်မှုတွေအများကြီးဖြစ်ပြီးတော့အခုလိုမျိုးသူများကိုရိုက်နှက်စော်ကားပြီးတော့ပတ်စံလူတွေဘဝရောက်သွားတယ်ရှင့်မြန်မာနိုင်ငံမှာနေတော့လည်းသူအာဏာအသုံးပြုပြီးတော့လူတွေစီကပတ်စံလူတာပဲသိလားနိုင်ငံခြားရောက်တော့လည်းအာဏာမရှိတဲ့ဘဝမှာသူများစီကနေခန္ဓာကိုယ်အောက်အသုံးပြုပြီးပတ်စံလူတာပဲရှင့် သူ့ရဲ့အကျင့်ကတော့မြန်မာနိုင်ငံမှာရောနိုင်ငံခြားမှာရောပြောင်းလဲသွားခြင်းမရှိဘူးဒီတော့မိဘပြည်သူများအနေနဲ့ပေါ့နော်ကျမအရှိန်မေးခွန်းလေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ဒီဥအောင်မျိုးလင်းဆိုတဲ့ပုဂ္ဂိုလ်ကဒီမျိုးသမီးကိုပြုတ်မှုတဲ့ပတ်စံဟန်ပတ်စံလှူတဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စဟာလုံနိုင်ခြင်းရှိလားမရှိလားဆိုတော့ပြန်စဉ်းစားလို့ရှိရင်အဖြစ်ပေါ်ပြီလို့ကျမထင်ပါရဲ့မိဘပြည်သူတို့အနေနဲ့ပေါ့နော်ဟိုစဉ်းစားလို့အဖြစ်မပေါ်လဲစိတ်မပူပါနဲ့ပြဿနာမရှိပါဘူးဘာကြောင့်လဲဆိုတော့သူ့ကို ဒီအော်စီမှာရှိရဲ့အနစ်နာသူအမျိုးသမီးရလဲရဲတိုင်ကြီးဖြစ်တဲ့တော့အော်စီကရဲတွေရလုံးစုံလန်းဖောက်ထုတ်ပြီးရဲ့အခါမှာဆိုရင်သူ့အရေးယူဖို့အတွက်စူးစမ်းမှာဖြစ်ပါရဲ့ရှင့်ဒါလေးကိုကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာပေါ့နော်ကျမောင်းနိုင်ငံပေါ်မှာစေနာမမှန်ပဲနဲ့နိုင်ငံခြားထွက်ပြေးသွားတဲ့သူတွေကန်တရားကအကြိုင်းမလှပါပါအောင်ရှင့်သူတို့ရှေးတိတ်ခံပါခဲ့လို့ဒါနည်းနည်းလေးစားအောင်တော့နေရထိုင်ရတာပဲရှိတာ အချိန်တန်တော့လေတိုင်းပြည်ကိုသစ္စာဖောက်တဲ့အတွက်တိုင်းပြည်ကလူတွေသွေးချောင်းစီအောင်ပြုတ်လုတဲ့အတွက်အခုတို့ကံသူတို့စီကိုရောက်လာတာပဲရှင်ဒီမျိုးစုံတွေကိုရောက်လာတာပဲကျမတို့တော့မှအလှမ်းဝေးလုံးလုံးဘာမှတော့လုပ်စရာမလိုသူတို့ကတို့ပဲချင်းချင်းဖြစ်ကြပြက်ကြပြီးတော့ထောင်နေကြကြဒုက္ခရောက်ကြဆိုရဇလန်းမျိုးတွေဟာတနည်းတခြားဖြစ်ပေါ်လာတာပဲရှင်ကျမတို့ကဒီရတွေဝယ်တံဝေကယူပြီးတော့ကိုယ့်ရဲ့နိုင်ငံမှာအကောင်းဆုံးဖြစ်အောင်လို့ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့အချင်းတွေပြုပြင်နေထိုင်ဖို့ပဲလိုပါရှင် ်သင်ငန်းစာဆိုတာယူတက်မှာရှင်မယူတက်လို့ရှင်မရပါဘူးเนาะဒါကြောင့်ကျွန်မတို့ကတော့ NLD တွေမြန်မာနိုင်ငံမှာလုတ်သွားတဲ့သမိုင်းကြောင်းတွေနိုင်ငံရဲ့ခြိုက်ရောက်တဲ့အခါလုတ်တဲ့သမိုင်းကြောင်းတွေကိုကြည့်ပြီးတော့တန်ဝေးခပဲယူရဲသင်ငန်းစာပဲယူရဲရှင်မိဘပြည်သူများရှင်ကျွန်မခုပြောမယ့်တဲ့လေးကတော့စိတ်မကောင်းစရာတဲ့လေးပါရှင်မိဘပြည်သူတွေအတိုင်းပဲမနေ့ကဆိုရင်လည်းဒီစစ်ပွဲရပါတော့အမေရိကန်ဝင်လာပြီးရဲ့နောက်မှာဆိုအရှိန်ကတော်တော်ကြီးမားသွားပြီရှင်အမေရိကန်အီရန်ကိုပစ်တယ်အီရန်နေပြီးတော့အခုကာတာမှာရှိရဲ့အမေရိကန်စစ်အခြေစိုက်စခန်းကိုဆော့တယ်ပေါ့နော်ဟိုကာတာကတော့ပစ်ချလိုက်နိုင်တယ် ဒါပေမဲ့ဒီနေ့မှာဆိုရင်ဒူဘိုင်းလိုဘာလို့မှလည်းလေရင်အဝင်ထွက်ကိစ္စတွေအားလုံးရပ်တန့်သွားခဲ့ပြီရှင့်ဒူဘိုင်းမှာလည်းကျွန်တော်မြန်မာနိုင်ငံသားရှိရတဲ့အတွက်ကျွန်မအနေနဲ့တခုခုဆိုစိတ်ပူပါတယ်ရှင့်ဟိုမဖြစ်စေချင်ဘူးပေါ့နော်တခုဖြစ်တဲ့ဆိုရင်လည်းဒါမြန်မာတန်ရုံမှာရှိရမြန်မာတွေကိုမြန်မာနိုင်ငံတော့သွားပြီးတော့ကေတင်နာခေါ်ယူတာလို့မှဖြစ်တဲ့အတွက်ဒူဘိုင်းလိုကာတာလိုမှာနေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့အခုချိန်ကလည်းစပြီးတော့မြန်မာတန်ရုံနဲ့အဆက်အသွယ်လေးလုပ်ထားကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင့် ဒီတော့မှတစ်ခုခုဆိုရင်ကိုကမြန်မာတန်အောင်နဲ့ပဲချိန်ပြီးတော့ကိုမြန်မာနိုင်ငံကိုပြန်လာမှာဖြစ်ပါတယ်။သူတို့နိုင်ငံအခြေအနေကနေလားညလားဘာမှညာမှမသိဖြစ်နေတဲ့အချိန်ဒီမှာသူများနိုင်ငံသားတယောက်နေနဲ့သူတို့နိုင်ငံမှာတက်ရှင်နေထိုင်မှုတွေရန်ခက်ခဲမှာပါရှင်။ဒါကြောင့်မြန်မာတန်ရင်မြန်မာတန်ရုံနဲ့ပေါ့နော်တက်နိုင်ဆုံးချိတ်ဆက်ထားဝကြဖို့တွေ့လဲကျွန်မနေတိုက်တွန်းချင်ပါရှင်။ဒီနေ့ပြောပြရမယ့်သတင်းလေးကတော့ဒီအမေရိကန်ပေါ့နော်အီရန်ကိုစော်ပြီးရဲ့နောက်မှာပြန်လှည့်ပြီးတော့ဖြစ်ပေါ်လာတဲ့ကိစ္စကတော်တော်ကြောက်ဖို့ကောင်းနေရှင်။အဲ့ဒါလေးကဆီးရီးယားမှာရှိတဲ့ခရစ်ယာန်ပြည်အကြောင်းပါဆိုရင်အသေးကဘုံခွဲတဲ့ကိစ္စဖြစ်ခဲ့ပါရှင်။အဲ့ဒီသတင်းလေးကိုကျွန်မအရင်ဆုံးဖတ်ပြပါမယ်နော်။ ။စီးရီးယားနိုင်ငံမြို့တော်မှာမြို့တော်ဖြစ်တဲ့ဒမတ်စကပ်မှာရှိတဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုဇွန်လ22ရက်နေ့ပေါ့နော်တင်းကွနေနေဘုရားဝတ်ပြုဆုတောင်းပွဲကျင်းပနေတဲ့အချိန်မှာဆိုရင်အသေးငယ်ဘုံခွဲသူတို့ကဖောက်ခွဲရေးအင်ဂျင်ဝစ်ဆင်ပြီးတော့ဘုရားကျောင်းတွင်းကိုအသေးငယ်ဘုံခွဲပြီးတော့ဖောက်ခွဲခဲ့ပါတယ်ရှင်။လူဖောက်ခွဲခဲ့တဲ့အတွက်အနည်းဆုံးလူ22ဦးအဲ့ဒီမှာဝယ်ခြင်းပြီးတိတ်ဆုံးခဲ့သူတို့မျိုး63ဦးလက်ထံရရှိခဲ့ပါတယ်ရှင်။အဲ့လိုထံရရှိရတဲ့သူတွေမှာမှာ ဆက်နှစ်ဦးကတော့အခြေအနေဆိုးရတယ်ဆိုပြီးတော့တိရပါရှန့်ဒီဖျားကြောင့်ပါဆိုရင်စီးရီးယားမှာရှိတဲ့သမိုင်းဝင်ချက်ကြောင့်တစ်ခုဖြစ်ပြီးတော့ဆက်ရှိရာစုကလေးကတရှိခဲ့တယ်ဆိုပြီးသမိုင်းမှတ်တမ်းလေးရှိပါရှင်စီးရီးယားပြည်ပခဖြစ်ပြီးရဲ့နောက်ပေါ့နော်ဖြစ်ပြီးရဲ့နောက်အခုအချိန်ထိကိုဒီခရီးယန်အတိုင်းဝိုင်းမှာဆိုရင်ဒီနိုင်ငံမှာခဏခဏပေါ့နော်ခရီးယန်တွေကိုပြင်ပထားပြီးတိုက်ခတ်တဲ့ကိစ္စတွေလုပ်ပါရဲ့ရှင့်အခုလည်းဒီလိုကိစ္စမျိုးတွေထပ်မံပြီးတော့ဖြစ်ပေါ်လာဖြစ်ပါရှင်။ဒီကြမ်းဖက်မှုကိုဘယ်အခွဲကလုပ်တယ်ဆိုပြီးတော့အခုချိန်ထိဝန်ခံထားတာတော့မရှိသေးဘူးတဲ့။ဒါမဲ့ဖြစ်စဉ်ကတိတာပါရှင်။ အခုချိန်မှာဆိုရင်အကုန်လုံးကဘာသာရေးစစ်ပွဲပုံစံပြောင်းလဲလာဖို့ကတော့ရာခိုင်နှုန်းများနေပါရှင့်ပြောရမယ်ဆိုရင်တော့ဘာသာရေးစစ်ပွဲဆိုတာကပုံမှန်စစ်ပွဲတွေရန်ကြောက်ဖို့ကောင်းနေရှင့်လူတစ်ယောက်ကဘာသာရေးယုံကြည်မှုပုံမှာမှန်ကန်စွာသုံးမချနိုင်လို့ရှင့်လောက်ရက်တွေကိုမှားရဲစွာလောက်ကန်တက်တယ်ရှင့်ဒါလူရဲ့တဘာဝပဲဒါကြောင့်ကျမတို့ကကိုယ်ကဘယ်ဘာသာဝယ်ကိုယ်ခွေပါစေအစိုးရောက်တဲ့စိတ်မျိုးဟာမကောင်းပါဘူးရှင့်ကျမတို့ဗုဒ္ဓဘာသာမှာဆိုရင်တော့မျက်စိမှပြိပ္ပာအလယ်လက်လန်းစင်ဟာအကောင်းဆုံးပါပဲ ကိုယ့်ရဲ့ဘာသာတရားကိုလည်းတန်ဖိုးထားရမယ်။သူများဘာသာတရားပေါ်မှာလည်းကိုကမုံတိစိတ်ရှုံချစိတ်ဆိုတာထပ်ပေါ့နော်။ဟိုဘယ်လိုပြောရမလဲ။ဘာသာတရားတိုင်းမှာရှင်အားနေချက်အားသာချက်တွေဆိုတာရှိရတယ်။ဒီရာလေးတွေကိုကျမတို့ကယူပြီးတော့ကိုယ့်ရဲ့နေစဉ်ဘဝမှာအကျိုးရှိအောင်ချတတ်ဖို့လိုတယ်ရှင်။ဒီတော့အားလုံးစိုးရိမ်စရာကောင်းလှစွာနဲ့ဘာသာရေးစစ်ပွဲပုံစံချင့်ကပ်လာပြီဖြစ်တဲ့အတွက်ကျမတို့နိုင်ငံတိုင်းရာဆိုရင်ကိုယ့်ရဲ့ဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်။အခုချိန်မှာဆိုရင်နည်းနည်း sensitive ဖြစ်တဲ့ကိစ္စလေးတွေကိုမပြောမဆိုဘဲနဲ့ ောမထိမတွေ့ပဲနဲ့နေထိုင်တာကတော့အသင့်တော်ဆုံးဖြစ်မယ်လို့ထင်ပါတယ်ကျွန်မမြန်မာနိုင်ငံမှာဆိုလည်းပို့ဆိုပါတယ်ဘာသာပေါင်းစုံမှီတင်းနေထိုင်ကြပါတယ်လက်ရှိလည်းစိတ်ဝမ်းကွဲနေကြတာဆိုတော့ဘာသာရေးနဲ့ပါထပ်ပြီးတော့ကျွန်မတို့ကစိတ်ဝမ်းကွဲတာတွေပေါ့နော်လူပြဿနာတက်တာတွေကြုံရမယ်ဆိုရင်ကျွန်တော်တို့ကြုံရတဲ့အရာကလည်းအခုထက်နှစ်ဆမှုပြီးကြီးမားနိုင်တယ်ဆုံးရှုံးမှုတွေများနိုင်တယ်ရှင့်ဒါကြောင့်ကျွန်မတို့ကအသည့်တရီကိုခေါင်းမှာကပ်ပြီးတော့ဘောနောကဘာမှာဆိုရင်ပြောင်းလဲလာတဲ့ဘာသာရေးစစ်ပွဲဟာမြန်မာနိုင်ငံအထိပါအဲ့လိုမျိုးမီးခူးဆက်မလာအောင်လို့ကျွန်မတို့ကစ조사ပြီးတော့နေထိုင်မှာဖြစ်ပါတယ်အသည့်တရီနဲ့နေထိုင်မှာဖြစ်ပါရှင့် ဘဲဘာသာဝင်မဆိုငြိမ်းချမ်းခြင်းကိုသာဥတည်ပြီးတော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့စီစဉ်ဥစ္စာကိုယ့်ရဲ့ဟိုဘဝပေါ့နော်အားလုံးအေးချမ်းဖို့အတွက်ကတော့ဒေါသရှိထားမှားတာမျိုးမလုပ်ပဲနဲ့အစိုးရစိတ်တွေလျှော့ပြီးတော့ကျမတို့ကငြိမ်းချမ်းချမ်းချမ်းနဲ့လက်တွဲနေထိုင်အောင်စူးစမ်းမှာဖြစ်ပါရဲ့ရှင့်ဒီတော့မှကျမတို့ကဘာသာရေးစကွင်းအသွင်ကဘာမှဖြစ်လာခဲ့လို့ရှင့်ကျမတို့မြန်မာနိုင်ငံကတတ်တာချောင်းကြည့်မှာဖြစ်ပါရဲ့ရှင့်ကျမတို့မြန်မာနိုင်ငံအစရေကတည့်ရတိုင်းပဲရှင့်ဟို ကိုကကိုကဒီမှာပြဿနာတက်နေတာဆိုတော့လေဓာကြီးသာထပ်ဖြစ်ပြီးတော့မီးကူးလာလို့ရှင်ခြောက်မှာမဟုတ်ဘူးပေါ့နော်။ဒါကြောင့်ကျွန်မအနေနဲ့မိဘပြည်သူများအခုလေးကနေပြီးတော့မြစ်တာခံတာဖြစ်ပါရှင့်။ဘာသာရေးနဲ့ပတ်သက်လို့ရှင်ထိခိုက်လွယ်တဲ့အတွက်အပြောဆိုအနေထိုင်နောက်ဆုံးလူမှုကွယ်မှာ post တင်တာကအစအတက်နိုင်ဆုံးဆင်ခြင်ကြပါလို့ဒါကျွန်မတိုက်တွန်းချင်ပါတော့တယ်ရှင်။ပြီးတော့ကမ္ဘာပေါ်မှာသွားတိုင်းစစ်ပွဲကြီးလည်းမဖြစ်ပါစေနဲ့။ နိုင်ငံသူနိုင်ငံသားတွေကမ္ဘာသူကမ္ဘာသားတွေအေးချမ်းကြပါစေလို့လည်းကျမကဆန္ဒပြုဆုတောင်းပါတယ်ရှင်။ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းသားပြစီရှင်။မိဘပြည်သူများအနေနဲ့ကျမတရင်လေးကိုနေ့စဉ်နေ့တိုင်းကြည့်ရှုအားပေးရတဲ့ကျေးဇူးများတင်ပါတယ်ရှင်။မိဘပြည်သူများရောလူငယ်များရောကောင်းကျိုးတွေဆန္ဒမှာပြေဝါကြပါစေ။စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကျမတို့နိုင်ငံမှာပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။